မြင်တာနဲ့ထင်တာကျွန်တော်ငငယ်ကအယုတ်ရေးတာသိဝါသနာပါတယ်တကုတ်ကုတ်နဲ့အယုတ်ရေးလွန်းလို့ကျွန်တော်တို့အရက်သေးကပကြီးဆရာဦးလေးထွန်းကငါတင်ပေးမယ်ငါအိမ်လာခဲ့လို့ခေါ်ပါတယ်ကျွန်တော်တိတ်ပျော်သွားပါတယ်ဦးလေးထွန်းစီချက်ချင်းသွားတာပဲဦးလေးထွန်းကလည်းမြန်နေဗျာတင်နန်းကိုချက်ချင်းစတယ်ကျွန်တော်ကိုပထမဆုံးလက်ဘလောက်ရှိတယ်လဲစိတ်ဘလောက်ရှိတယ်လဲပါရမီဘလောက်ပါတယ်လဲသိရအောင်နဲ့ ရင်နွေးကရနဲ့ရင်နွေးပကံကိုချပေးပြီးဆွဲပြခိုင်းတယ်။ကျွန်တော်ကလည်းဆွဲတာပေါ့။သုံးလေးပုံကိုဆွဲပြလိုက်တယ်။ဦးလေးထွန်းကကျွန်တော်ကိုတော်တော်သဘောကျတယ်။လက်ရကောင်းလို့မဟုတ်ပါဘူး။တတိရှိလို့စိတ်ပါလို့စိတ်ရှိလို့စိတ်မြန်လို့ဦးလေးထွန်းကပြောင်ဖွင့်ပြောတာပဲ။လက်ရအနေနဲ့ကတော့ကျွန်တော်ကကလေးရှိသေးတာပဲ။ဘာမှလည်းစနစ်တကျတင်ပူးသေးတာမဟုတ်တော့ဘယ်ကလာကောင်းမှာလဲ။ဒါပေမဲ့ဦးလေးထွန်းကကိစ္စမရှိဘူးတဲ့။ သူစနစ်တကျသင်ပေးမယ်တဲ့တက်လာမှာတဲ့ကောင်းလာမှာပေါ့တဲ့ရိုးရိုးရှင်းရှင်းမှာပဲကျွန်တော်ကဦးလေးထွန်းကိုလှည့်လေးစားတာဦးလေးထွန်းကပကြီးပညာကိုစနစ်တကျသင်ခဲ့ဘူးလားသူတို့ခေတ်တုန်းကခရီးရန်သာသနာပြုကျောင်းမှာကျောင်းတက်ရင်အင်္ဂလိပ်ဘုန်းတော်ကြီးတပါးကသင်ပေးတာတဲ့ဦးလေးထွန်းကကျွန်တော်ကိုချက်ချင်းစတင်တာပါပဲမင်းဘာကိုပဲကြည့်ဆွဲဆွဲမြင်တဲ့အတိုင်းဆွဲပါထင်တဲ့အတိုင်းမဆွဲပါနဲ့တဲ့ င်္ဂလိပ်လိုလည်းရှင်းပြတယ်မြန်မာလိုလည်းပြန်ပြတယ်အတိတ်ပဲလည်းရှင်းပြတယ်နောက်ပြီးတော့အဲ့ဒါကိုတသက်လုံးမှတ်ထားတယ်အဲ့ဒါကျွန်တော်အတွက်ပထမဆုံးပကြီသင်ခန်းစာပဲတိတ်ရှင်းတယ်တိတ်ကောင်းတယ်ကျွန်တော်လုံးဝနားလဲတယ်လက်ခံတယ်တိတ်သဘောကျတယ်ဟုတ်တယ်လေပစ္စည်းတွေတစ်ပင်ပန်းမှန်တွေတဘာဝပတ်ဝန်းကျင်တွေကိုကြည့်ပြီးဆွဲတဲ့ကိစ္စပဲမြင်တဲ့အတိုင်းဆွဲရမှာပေါ့ထင်တဲ့အတိုင်းဆွဲလို့ဘယ်ဖြစ်မလဲဒါရှင်းနေတဲ့ကိစ္စပဲ ျွန်တော်ငငယ်ကတက်ရှိတက်မဲ့ပစ္စည်းတွေကိုကြည့်ပြီးရေးတဲ့အခါတိုင်းမြင်တဲ့အတိုင်းရေးပါတယ်။ထင်တဲ့အတိုင်းမရေးပါဘူး။ဦးလေးထွန်းရဲ့တွင်တင်ချက်ကိုရုံယုံကြည်ကြည်နဲ့လိုက်နာခဲ့ပါတယ်။ဦးလေးထွန်းကျွန်တော်ကိုတင်ပေးတာတော့အများကြီးပါပဲ။ဒါပေမဲ့အဓိကအကြဆုံးကမြင်တာကိုမြင်တဲ့အတိုင်းရေးဆွဲဖို့ထင်တာကိုမဆွဲဖို့ဆိုတာပါပဲ။ကျွန်တော်ဦးလေးထွန်းရဲ့ကျေးဇူးကိုမမေ့ပါ။ခုလည်းမမေ့ဘူး။နောက်လည်းဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ မဖြစ်လို့လဲဆိုတော့ဦးလေးထွန်းကကျွန်တော်ကိုစေတနာအပြည့်အဝနဲ့သင်ပေးခဲ့တာပဲကျွန်တော်လည်းအများကြီးတိုးတက်ခဲ့တာပဲဦးလေးထွန်းသင်ပေးလို့ကျွန်တော်စူးစမ်းခဲ့လို့ပညာရေးရင်ပွဲလေတင်ခဲ့ရပါအောင်လဲချိန်ချိန်ပါပဲဦးလေးထွန်းကျေးဇူးကြီးပါတယ်ကျွန်တော်ရှစ်တန်းလောက်ရောက်တော့ဦးလေးထွန်းရန်ကုန်ပြောင်းသွားပါတယ်အယောင်းအဝယ်အလုပ်အကိုင်တွေလည်းတိတ်တိုးတက်တယ်လို့ကြားရပါတယ်ဦးလေးထွန်းကပကြီးကိုအပြော်ပဲရေးပါတော့တယ် စီးပွားရေးကိုအဓိကထားပြီးလုပ်ကိုင်တယ်လို့ကြားရပါတယ်။နိုင်ငံခြားလဲခဏခဏသွားရတဲ့။နောက်တော့သူ့သားသမီးတွေလည်းသူ့အလုပ်မှာဝင်ပြီးကုနိုင်ပြုနိုင်ရှိလာလို့တိတ်ကိုဟန်ချရတယ်လို့ကြားရပြန်ပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်လဲတက္ကသိုလ်ရောက်နေပြီပေါ့တက္ကသိုလ်မှာဂီတဝါဒနာရှင်တွေအများကြီးတွေ့ရတယ်စာပေသမားတွေကပြာသမားတွေအကပညာရှင်တွေစုံနေရပဲစန္ဒယာသိမ့်မောင်ဆိုတာလဲတွေ့ခဲ့တာပဲ သူကစန္ဒယာသိမ့်မောင်ဆိုတဲ့အတိုင်း စံနေရသိပ်သီးတယ်အဲ့ဒါသူ့ရဲ့ထူးခြားချက်ပဲညီမလိုလဲသီးတယ်ဘိုးလိုလဲသီးတယ်အဲ့လူသီးတဲ့ထဲမှာမွန်းလိုက်ဆိုနာတာဆိုတာလည်းပါတယ် premature barrier လည်းပါတယ်များကြီးပါပဲမွန်းလိုက်ဆိုနာတာဆိုတာလရောင်အကြောင်းကို ဖွဲ့တည်ရဲ့ကြပါပါဂျာမန်ဂီတကပါကျော်လူဒရွန်ဗန်ဘီတိုဗင်ရဲ့ကြော်ကြားတဲ့ဖွဲ့ဆိုမှုတစ်ခုလို့ဆိုရဲလရောင်ဆိုကတဲ့က အမြင်အာယုံနဲ့ပတ်သက်တာပဲအဲ့ဒါကိုသူကအကြအာယုံဖီတာနဲ့ဖော်ကျူတယ်ဒါပေမဲ့ထိရောက်တယ်လူတွေတိတ်ကြိုက်တယ်လို့ဆိုတယ်လာရောင်အောက်ကအခြေအနေဝင်းကျင်ကိုခံစားကြရတယ်လို့ဆိုပါတယ်ကျွန်တော်လည်းကြိုက်တယ်အယောင်နဲ့ပတ်ဝန်းကျင်ကိုခံစားရတယ်နောက်တော့ Ramoni Novie ရဲ့ Premature Barrier ဆိုတဲ့ဟာလဲကြားရပြန်တယ်အဲ့ဒါကတော့လူတစ်ယောက်ကိုမသေးခင်မြှောက်လိုက်မိတဲ့အတွက် အဲ့ဒီလူရဲ့ခံစားချက်တွေကိုဂီတနဲ့ဖော်ကျူးတာပဲအဲ့ဒါလည်းကောင်းတာပဲကဘာကျော်ပဲလို့ပြောတယ်ကျွန်တော်တို့နားထောင်ကြည့်တော့လဲ၆၆ချက်ချခံစားတယ်ကြူပြောထားလို့လားတော့မပြောတတ်ဘူးအဲ့ဒီလူထင်တာကပထမပိုင်းမှာနောက်တော့ရှေးကနဝင်ဂီတတွေရောနောက်ဆုံးပေါ်ဂီတတွေရောနားထောင်ကြတဲ့အခါမှာခံစားမှုနဲ့ပတ်သက်ပြီးရေးဆက်ဖွဲ့ဆိုတဲ့ဂီတတွေကိုကြူပြီးပြောထားရှင်းထားဆိုတာမျိုးမရှိပေမဲ့ရေပူရခံစားမှုကိုတော့ရတော့တာပဲ ်ဆိုလိုတာကဝမ်းနေစရာရှိရင်ဝမ်းနေတယ်ပျော်စရာရှိရင်ပျော်တယ်အတက်စရာရှိအတက်ကြောက်စရာရှိကြောက်ဆိုတာမျိုးကို ပြောတာပါအာယုံခံစားလို့ရတယ်ဒါကလည်းဂီတမှာနှစ်မျိုးရှိတယ်တာယာနာပြောပွဲနားထောင်ကောင်းအောင်ဖွဲ့ဆိုတဲ့ဂီတနဲ့ခံစားချက်တွေကိုရည်ရွယ်ဖို့ကျူးတဲ့ဂီတဆိုပြီးနှစ်မျိုးရှိပါတယ်အေးကျွန်တော်ပြောတာဒုတိယအမျိုးအစားနဲ့ပတ်သက်တာကိုပြောတာပါ ျွန်တော်တွေ့ခဲ့ကြုံခဲ့ရတဲ့ဂီတတွေကတော့အများကြီးပါပဲမြန်မာရုပ်ရှင်မြန်မာဇက်တပင်မြန်မာရေဒီယိုအဲ့ဒီတုန်းကတယ်လီဗီရှင်းမရှိသေးဘူးအနောက်နိုင်ငံတကာဂီတတွေပေါ်လေရိုးရာတွေရောဂနဝင်တွေရောကြေးလက်တွေရော ခစ်ဆန်းတွေရော ခစ်သစ်တွေရောအစုံပဲအမြင်အာရုံတွေကိုအကြာအာရုံတွေနဲ့ဖော်ကျူးတာတွေလည်းအများကြီးပဲနောက်တော့အကမျိုးစုံတွေလည်းဒီလိုပဲခေါင်းခါခြေလက်ကိုလှုပ်လိုက်ခါလိုက်ချိုးလိုက်မြောက်လိုက်နဲ့ ဘန်းကောက်တာတဲ့ကောက်ဆိုင်တာတဲ့ပျော်တာတဲ့လွမ်းတာတဲ့ခြေကွဲတာတဲ့စစ်တိုက်တာတဲ့တက်တာဖြတ်တာတဲ့နောက်တော့လေပြေလေညင်းတဲ့လေမုံတိုင်းတဲ့ရေလှိုင်းတွေတဲ့ပူရာအီးတာတဲ့တိတ်ဆုံတယ်ဗျာအရှိတိုင်းအကတွေရောအနောက်တိုင်းအကတွေမှာရောမြင်ရတွေ့ရခံစားရတယ်ဗျာခက်ချာချာအကတွေလည်းပါတာပေါ့လေဟိုမရောက်ဒီမရောက်ဆိုတာမျိုးတွေပေါ့မန္တလေးတက္ကသိုလ်မှာကျွန်တော်ကတော်တော်ကြာတယ် ကြပြဆရာ တင်မိုးဘာချန်းတို့မောင်စွမ်းရီဝင်းဖေးတို့ကြည်အောင် ကြည်လင်းတို့ ဆိုတာတွေလည်းတိခဲ့ကျွမ်းခဲ့ခင်မင်ခဲ့ရတာပဲနောက်တော့သူတို့ကြပြစာအုပ်တွေအတွက်မျက်နှာဖုံးပကြီတွေပါရတာရေးပေးခွင့်ရခဲ့သေးတာပေါ့မန္တလေးတက္ကသိုလ်ကလည်းကြပြသမားစာသမားတွေအများကြီးထွက်တာပဲကိုလေးအင်းဝကုံကြီးဘုတလင်ချစ်လေးတက္ကသိုလ်ဝင်မောင်တာနိုးအများကြီးပါပဲဒါတွေကကိုဖြတ်တန်းတိကျွမ်းခဲ့ရတဲ့သူတွေကိုပြောတာပါ စာပေကြပြာတွေလဲပြည်တွင်းပြပလက်လန်းမိတလို့ဖတ်ကြည့်မိတယ်။ဘာလို့လဲဆိုတော့ကိုကစာဖတ်တတ်နေတာ ው ။ပြီးတော့အယုတ်ရေးတာတီးတာမှောက်တာဝါသနာပါတော့တနွေငင်တစင်ပါဆိုတာလို့ပေါ့။စာရီကြပြာတွေဖတ်ကြည့်တော့တက်တက်ရေးတာရောညွန့်တာကွန့်တာတွေရော ဖွဲ့တာနှဲ့တာတွေရောတင်စားတာတွေဖုံးတာဝတ်တာတွေတွေ့ဝိုက်တာတွေစုံနေတာပါပဲလား။မြစ်တစင်းအကြောင်းကိုကြပြဖွဲလိုက်တာများလှလိုက်တာ စိတ်ဝင်စားစရာကောင်းလိုက်တာ ဖက်လို့ဆုံးတော့မှကြပြဆရာကမိမလတယောက်အကြောင်းရေးတာပဲတကယ်ကြတော့မြစ်အကြောင်းမှမဟုတ်ပဲမိမလတယောက်ရဲ့စိတ်နေစိတ်ထားတွေကိုရေးဖွဲ့တာပဲကောင်းလိုက်တာဒါမျိုးတွေကအများကြီးဓာတ်ရိုက်ရေးဖွဲ့တာတွယ်ဝိုက်ရေးဖွဲ့တာတင်စားရေးဖွဲ့တာတွေဟာအမှုပညာတွေရဲ့အခွင့်အရေးတွေပဲအဓိကကတော့အမှုပညာတွေဆိုတဲ့လူတွေကလည်းအကြီးအကျယ်စဉ်းစားတွေးခေါ်ကြကြံစီအားထုတ်ကြဖန်တီးတီထွင်ကြ ခံစားဖို့တူကြနေလို့ကြတာပါပဲအ ਨੇ အများဆိုတော့အတိုင်းတာပဲကွာပါတယ်အတိုင်းအတာကြီးကျယ်နဲ့ဆိုင်ကျယ်ဝန်းတဲ့ပညာသည်တွေကထင်ရှားကြော်ကြားထွန်းဖောက်အောင်မြင်တတ်ကြတာပါပဲဆရာကြီးစောကြီးရဲ့ဗီဒါလန်းကပြာကိုဖတ်လိုက်တော့ကျွန်တော်အကြောင်းကျွန်တော်ဘဝကိုများစောင်းမြောင်းရေးထားသလားအောင်မရတယ်နောက်တော့ကိုတင်မိုးရဲ့လေတစင်းနဲ့တချင်းတယ်ဆိုတာကိုဖတ်မိပြန်တော့လေ ဒီလူကြီးအတော်ဆိုးတယ်။ငါအကြောင်းတွေကိုတွေဝိုက်ပြီးရေးထားတယ်။စသဖြင့်ပေါ့လေ။ခံစားရတာကိုပြောတာပါ။ကျွန်တော်ဘဝမှာလေလေသင်းစင်းနဲ့တချင်းတယ်ဖြစ်လိုက်။ဒီရေအတက်အကြမှာစုံလိုက်ဆန်းလိုက်လှုပ်ရတဲ့အပီဒါပင်ဖြစ်လိုက်နဲ့အနှစ်340ကြာလာခဲ့တယ်။အချီအနီ အရရက်ကတော့နှဲသမားပါလို့ပါပဲ။ပိန်လိုက်ဖောင်းလိုက်ပေါ့။လူမှုရေးစီးပွားရေးတသက်ကို ပြောတာမဟုတ်ပါဘူး။ကျွန်တော်တီးတာမဟုတ်တာအယုတ်ရေးတာရုပ်ရှင်ရိုက်တာ စသဖြင့်အကုန်ပေါ့လေအတီလိုနဲ့လွန်ခဲ့တဲ့တလလောက်ကတော့ကျွန်တော်အိမ်ကိုဦးလေးထွန်းဆိုက်ဆိုက်မဲမဲရောက်လာတယ်ကျွန်တော်ပြသွားတယ်ဝမ်းတာရာရောအံ့ဩရာရောရူသေလေးစားရာရောခြေမကင်မိလက်မကင်မိဖြစ်သွားတယ်နေရာထိုင်ခင်းပေးဖို့ကော်ဖီလက်ဖက်ရည်မုံဘာညာစီစဉ်အိတ်ခံပေးဖို့လဲပါတာပေါ့ဦးလေးထွန်းကကျွန်တော်ကိုကျန်နာရီအရေးမကြီးချောင်းဘာမှမလိုချောင်းသူအရေးတကြီးပြောစရာမေးစရာရှိလို့လာခဲ့တာဖြစ်ကြောင်းပြောပါတယ် ဦးလေးထွန်းဘလောက်ပြောချင်မေးချင်နေလဲဆိုတော့အလာဘာတလာဘာတွေနောက်မှပြောတဲ့သူပြောချင်တာအရင်ပြောမယ်တဲ့နောက်ပြီးမေးမယ်တဲ့ဘာတွေများဖြစ်လာတာပါလဲဦးလေးထွန်းပြဿနာတွေနဲ့ရင်ဆိုင်နေရပြီလားစီးပွားပြတ်သားလားတားရေးသမီးကြီးလားကျွန်တော်ခက်မြန်မြန်အကဲခတ်ပါတယ်စဉ်းစားကြည့်ပါတယ်ဘာမှအကဲခတ်လို့မရဘူးစီးပွားပြတ်တဲ့လက္ခဏာလည်းမရှိဘူးဦးလေးထွန်းကျွန်တော်စီကိုကိုပိုင် SE နဲ့လာတာပဲ ဝတ်စားထားတာတွေကလည်း okay ပဲမျက်နှာရည်မျက်နှာကဲကြည့်တော့လေตาရည်သမီးရည်ဖြစ်ပုံလည်းရှိပါဘူးကုလေးထွန်းတီသခေါက်ပြင်သစ်မှာ၁၇လကြာခဲ့တယ်တဲ့ပကြီးချောင်းတချောင်းကိုသွားတက်တာတဲ့အဲ့ဒီချောင်းကလူငယ်တွေသိမ့်မရှိဘူးလူလက်ပိုင်းနဲ့လူကြီးပိုင်းပဲများတယ်တဲ့တင်ကြတဲ့စနစ်ကလည်းတက်ရှိတက်မဲ့ပစ္စည်းတွေချပေးပြီးတော့လျှောက်အရေးခိုင်းတာပဲကိုတက်တယ်လို့ကိုစူးစားတယ်လို့ရေးချဖို့ပဲပြီးပြီဆိုမှလက်ရာတွေကိုဆရာလှုပ်တဲ့လူတွေနဲ့အတူကြည့်ပြီး ဝေဖန်ဆွေးနွေးကြရတယ်။အဲ့ဒီလိုဆွေးနွေးကြရင်တိုးတက်အောင်လုပ်သွားတဲ့သဘောပဲတဲ့။ဦးလေးထွန်းစရေးရတဲ့ပစ္စည်းတွေကတတ်မဲ့တွေပဲ။ဝိုင်းပလင်းတစ်လုံး၊စပစ်သီးတွေနဲ့ပန်းသီးတွေပြီးတော့အဝတ်စတစ်ခုဦးလေးထွန်းကအပိုင်ပေါ့။သူနဲ့အတူတင်နန်းသား20လောက်ရှိတဲ့။ဦးလေးထွန်းကကောက်ကြောင်အကျန်းတီချောင်ပထမယူလိုက်တဲ့။နောက်စီစေးနဲ့ကြကြနာနာကိုရေးတာပဲတဲ့။ခဏတစ်ဖြုတ်နားတဲ့အချိန်မှာ အခြားတင်နန်းသားအမြောက်အများသူ့ပချီကားကိုဝိုင်းအောင်ပြီးလာကြည့်ကြတာတွေ့ရတဲ့။ဘူလီထွန်းကပြင်သစ်စကားမတက်တော့ဘာရီပြောနေကြမယ်တော့ဘယ်သိမှလဲ။သူကပြုံးပြလိုက်။ကိုလူတွေကပြုံးပြလိုက်နဲ့ဘာမှန်းလည်းမသိဖြစ်နေကြတာတဲ့။ဆရာလုပ်တဲ့လူကတော့အင်္ဂလိပ်စကားတက်တယ်။ဒါပေမဲ့ပကြီကားတွေပြီးမှလာမှဆိုတော့ဦးလေးထွန်းကဘူးမသိဘာမသိဖြစ်နေတာပေါ့။ဘာပဲဖြစ်ဖြစ်သူ့ပုံသူယုံတယ်လေ။သူ့လက်ကလည်းနဲတဲ့လက်မမဟုတ်ပဲ နောက်ပိုင်းကျတော့ဦးလေးထွန်းကလည်းသူများရေးနေတဲ့ပုံတွေကိုလိုက်ကြည့်တဲ့အဲ့ဒီမှာမျက်လုံးပြူတော့တာပဲသူတို့ဟာတွေက မော်ဒန်ဆိုတာတွေပဲမော်ဒန်ဆိုတာတွေကိုဦးလေးထွန်းကနားလဲမလဲဘူးကြိုက်လဲမကြိုက်ဘူးနားလဲမလဲချင်ဘူးဖက်လဲမဖက်ဘူးဆွေးလဲမဆွေးနွေးဘူးမကောင်းမှုကောင်းတယ်လဲမပြောဘူးဆိုပဲဦးလေးထွန်းကသူတို့ပုံတွေကိုကြည့်ပြီးစိတ်ညစ်တော့တာပေါ့ဘာရီမန်းကိုမသိဘူးဒါပေမဲ့သူဘာမှတော့မပြောပါဘူးတဲ့မကြိုက်တဲ့အမှုအရာလဲမပြပါဘူးတဲ့ မတက်နိုင်ဘူးလေသူတို့ဟာသူတို့ခြိုက်တယ်လို့ရေးကြပေါ့နောက်ဆုံးတော့ဆရာရောက်လာတဲ့ဦးလေးထွန်းပုံကိုအဲ့ဒီဆရာက ကြည့်ပြီးဘာမှမပြောဘူးချက်ချာလည်းမကြည့်ဘူးတဲ့ပကြီးကားကိုယူပြီးចောင်းអုံយងခန်းကိုဦးလေးထွန်းလိုက်သွားရတဲ့ဟိုရောက်တော့အင်္ဂလိပ်စကားမပြောတတ်တဲ့ចောင်းអုံနဲ့ဆရာနဲ့ပြင်သစ်လို9မိနစ်လောက်ခက်တီတီပြောကြတဲ့ပြီးတော့မှအင်္ဂလိပ်လို ပြောတတ်တဲ့ဆရာကဦးလေးထွန်းကိုចောင်းပြောင်းမှုအကြံပေးတဲ့ဦးလေးထွန်းကဘာဖြစ်လို့လဲပြီးတော့ ဦးလေးထွန်းရေးတဲ့နီးကိုအမှတ်ပေးဆွေးနွေးတဲ့အကြောင်းရှိတဲ့အကြောင်းသူတို့ကျောင်းမှာတော့ဦးလေးထွန်းရေးခြင်းတဲ့နီးကိုဆွေးနွေးဖို့အကြောင်းမရှိကြောင်းပြပြလေးလေးပြောပြတဲ့ဒါနဲ့ပဲဦးလေးထွန်းလဲကျောင်းပြောင်းခဲ့ရတဲ့အဲ့ဒီကျောင်းမှာတော့ဦးလေးထွန်းလိုပဲအားလုံးရေးကြတယ်တဲ့ဦးလေးထွန်းလဲအမှတ်ကောင်းကောင်းရတယ်တဲ့ဒါပေမဲ့ဦးလေးထွန်းစိတ်ထဲမှာခုလိုခုလိုဖြစ်နေတယ်ဘာလို့လဲဆိုတော့သူပထမနေတဲ့ကျောင်းကဈေးလေးကြီးတယ်နာမည်လည်းပိုကြီးတယ် ုတိယចောင်းကတော့ဈေးလဲတက်တာတယ်ចောင်းသားလဲနေတယ်တဲ့ဦးလေးထွန်းကပထမတော့သူ့ထုံးစံအတိုင်းမော်ဒန်အကြောင်းမသိချင်ဘူးမေးလဲမမေးဘူးဒီတိုင်းပဲနေခဲ့တာပဲဒါပေမဲ့နောက်ပိုင်းကျတော့မနေနိုင်ဘူးတဲ့ဒါနဲ့သူ့ဆရာကိုမေးမြန်းဆွေးနွေးတဲ့အခါရှင်းတော့ပြတယ်တဲ့ဒါပေမဲ့သူနားမလဲဘူးပထမចောင်းကဆရာကိုတွားပြီးမေးကြည့်တော့လေသိပ်မထူဘူးတဲ့ဒါနဲ့ပဲသူမချင်မနဲ့နဲ့ပြန်ခဲ့ရတယ်ဆိုပဲ ဲ့ဒီအချိန်မှာကျွန်တော်ကလည်းအဲ့ဒီ modern ဆိုတာတွေကိုရင်းနေပြီလေအဲ့ဒါကြောင့်ဦးလေးထွန်းကသူ့ကိုကျွန်တော်ကရှင်းပြရမယ်တဲ့ဘယ်နဲ့လောက်ရမှာလဲဦးလေးထွန်းကကျွန်တော်ဆရာပဲပြီးတော့ပြင်သစ်ကဆရာတွေရှင်းပြတာတောင်နားမလဲဘူးဆိုတော့ကျွန်တော်ကဘယ်နဲ့လောက်ရမလဲစကားကောင်းကောင်းမပေါက်ကြလို့ဖြစ်ပါလိမ့်မယ်ဦးလေးထွန်းကတော့တောင်းပန်လို့မရဘူးစွတ်ပဲကျွန်တော်ပြောရမယ်တဲ့ဒုက္ခပြဿနာပဲကျွန်တော်ထက်တက်တဲ့သူတွေစီခေါ်သွားပြရစီဆိုတာလည်းမရဘူးကျွန်တော်ကိုယ်တိုင်ပဲရှင်းပြရမှာလေ ဘယ်နဲ့လုံးမလဲကျွန်တော်လည်းမတက်နိုင်တော့တဲ့အဆုံဘလို့ပြောရပါမလဲလို့အမြန်စဉ်းစားရတယ်ဘလို့ပြောရမယ်ဆိုတာအကြံရတာပြန်တော့လေဦးလေးထွန်းကိုတောင်းပန်ရပြန်တယ်ကျွန်တော်ကိုစိတ်မဆိုးဖို့ခွန့်လွတ်ဖို့ဦးလေးထွန်းအဲ့ဒီမှာတိတ်စိတ်မရှိတော့ပြောချင်တာသာပြောပါ तू စိတ်မဆိုးပါဘူးမော်ဒန်အကြောင်းရှင်းပြရင်တော်ပြီလေလေကျွန်တော်ကလည်းပြောတော့ပြပါမယ်နားလည်မယ်မလည်မယ်တော့အာမမခံနိုင်ကြောင်းထပ်ပြောရပြန်ပါတယ်ဦးလေးထွန်းစိတ်တူလာတယ်လဲလဲမလဲလဲပြောကွာ မျက်မျက်ပြောတဲ့ပထမဆရာသင်ခဲ့တဲ့သင်ခန်းစာကို အရင်ရွှတ်ပြရပါတယ်။မြင်နာကိုဆွဲဖို့ထင်နာကိုမဆွဲဖို့ဦးလေးထွန်းငြိမ်ပြီးနားထောင်နေတယ်။ဒါနဲ့မြင်နာကိုလည်းဆွဲထင်နာကိုလည်းဆွဲပါဆိုတာကိုဖြည့်ပြလိုက်တယ်။ကိုထင်တယ်လို့ကိုခံစားရတယ်လို့လဲဆွဲဖို့ကိုခံစားရတယ်လို့လဲဆွဲဖို့ကိုထင်တယ်လို့သို့မဟုတ်ကိုခံစားရတယ်လို့လဲဆွဲဖို့ကွန့်ဖို့ညွန့်ဖို့ချဲ့ဖို့ချုံဖို့တစားစင်ဖို့ တင်စားဖို့တွဲဝိုက်ဖို့ဖြည့်ဖို့နှုတ်ဖို့ရိုးသားဖို့တတ္တိရှိဖို့တည်ကြည်ဖို့စံပြဖို့လှည့်စားဖို့မာယာထဲ့ဖို့ဦးလေးထွန်းကစပွဲကိုလက်နဲ့ပုတ်လိုက်ပြီးဦးလေးထွန်းကို အစဉ်လေးစားလျက်ဝင်းဖေဝင်းဖေဝတ္ထုတို့များနှစ်စားအောင်မှာ Thank you.